အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဘယ်လိုမှဆိုရင်တော့ Facebook ပေါ်ကနေပြီးတော့ဝင်ငွေရှာတာနဲ့ပတ်သက်ပြီးတော့ user တွေတော်တော်များများနားလည်မှုလွဲနေတာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြအောင်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အခုလည်းမျိုးကျွန်တော်ရဲ့ profile page သို့မဟုတ် page မှာကျွန်တော် meter body bind ဆိုပြီးတော့အပြတ်ရောင်လေးနဲ့ပေါ့နော် sign up ဆိုပြီးတော့ကျွန်တော်ပေါ်နေတာတွေရှိတယ်။အဲ့ဒါကျွန်တော် user တော်တော်များများမှလည်းကျွန်တော်အဲ့လိုမျိုးပေါ်နေတယ်ပေါ့နော်။ ဲ့ဒါကိုကျွန်တော်စီလာပြီးတော့ modernization ရှောက်ချင်လို့ဒါဝင်ငွေရှာလို့ရလားဘယ်လိုရှာရလားလဲဆိုပြီးတော့ကျွန်တော်လက်မေးနေကြတယ်ပေါ့နော်ဝင်ငွေရှာလို့ရတဲ့နေရာမဟုတ်ဘူးပေါ့နော်အကျွန်တော်တို့ရဲ့ပေသို့မဟုတ်လူပိုင်ပေရဲ့ဘေးမှာကျွန်တော်တို့ရဲ့နာမည်ရဲ့ဘေးမှာ blue map လို့ခေါ်တဲ့အခုလည်းမျိုးကျွန်တော်တို့အပြရအောင်အမှန်ကြီးလေးနဲ့ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖိကုတင်းကိုလာစင်ကြီးပေါ့နော်ကျွန်တော်တို့330ဘတ်တုံမော်290ဘတ်ပေးပြီးတော့ကျွန်တော်တို့ကဝယ်သုံးရတာပေါ့အဲ့ဒါကကိုက Facebook ကနေပြီးတော့ဝင်ငွေရမှာမဟုတ်ဘူးကိုက Facebook တင်းကို ဓာတ်စင်ကြီးတင်ပြီးတော့မှကျွန်တော်တို့ blue mat လို့ခေါ်တဲ့အပြင်အောင်အမှန်ချစ်လေးရအောင်အမှတ်သားလေးရအောင်ကျွန်တော်တို့ကဝယ်သုံးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့က Facebook ပေါ်ကနေပြီးတော့ဝင်ငွေရဖို့ဆိုလို့ရှိရင် profile page တို့မဟုတ် page ထဲသွားပြီးတဲ့အခါမှာကျွန်တော်တို့ professional dashboard တွေကိုဝင်ပြီးလို့ရှိရင်ကျွန်တော် modernization တွေကိုဝင်လိုက်တဲ့အခါမှာ content modernization program set up invite ရထားမှသာလျှင်ကျွန်တော်တို့က content modernization program ကိုကျွန်တော်တို့လျှောက်ပြီးလို့အောက်မှာကျွန်တော်တို့ ဓာတ်ပုံတွေဗီဒီယိုတွေစတွေ V တွေတင်တဲ့အခါမှာ Facebook ဘက်ကနေပြီးတော့ကျွန်တော်တို့ရဲ့ content တွေမှာ ADS ကြော်ညာထဲမှာတာလင်းကျွန်တော်တို့က Facebook ဘက်ကနေပြီးတော့ income ကိုရမှာပေါ့နော်အဲ့ဒီမှာ user တွေတော်တော်များကျွန်တော်ကိုမေးနေကြတာက star ပွင့်ရင်ဝင်ငွေရလား subscription ပွင့်ရင်ဝင်ငွေရလားနော်ပါတနာရှစ်ကဝင်ငွေဘယ်လိုရလာလဲနော်အဲခရင်တာစတိုးဖောက်ကဝင်ငွေဘယ်လိုရတာလဲပေါ့နော်ဒါမျိုးလေကျွန်တော်ကိုအမေးများနေတာတွေရှိကြတယ်ပေါ့ အဲ့ဒါတွေကကျွန်တော်တို့ကစတားဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲ့တင်လိုက်တဲ့ content ကိုကြိုက်နှစ်သက်တို့ဟာဒီ follower တွေကကျွန်တော်တို့ကို subscribe grid လို့ခေါ်ရဲပေါ့နော်ကျွန်တော်တို့ဒီ star ပေးမှသာလင်းကျွန်တော်တို့ဘာဝင်ငွေရတာ Facebook ဘက်ကကိုပေးမှာမဟုတ်ဘူးပေါ့နော်အာ partnership ဆိုလို့ရှိရင်လည်းကျွန်တော်တို့အာကျွန်တော်တို့ရဲ့ page တွေကို brand corner တစ်ခုအနေနဲ့လာပြီးကန့်လန့်မှာကြော်ညာလက်ထဲမှာသာလင်းကျွန်တော်တို့ကဝင်ငွေရတာเนาะ subscription ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအာ ကျွန်တော်တို့ရဲ့ content တွေကိုဒီဂရုထဲမှာเนาะ subscription ထဲမှာကျွန်တော်တို့တင်ပြီးတော့ဗောနော်အာကျွန်တော်တို့ရဲ့ video တွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တို့တလကိုဘယ်လောက်ဆိုပြီးတော့ license ကြီး twin ပြီးတော့ကျွန်တော်တို့ကအဲ့လိုမျိုးလုံမှသာလင် user တွေကကျွန်တော်တို့ကို license ကြီး twin ပြီးကျွန်တော်တို့ရဲ့ content တွေကိုလက်ကြည့်မှသာလင်ကျွန်တော်တို့ကဝင်လို့ရတယ်အဲ့တော့ကျွန်တော်တို့က Facebook ထဲကနေပြီးတော့ပေါ့နော် Facebook တင်းကနေပြီးတော့ကျွန်တော်တို့ဝင်ငွေရဖို့အတွက်ဆိုလို့ရှိရင်လက်ရှိအခြေအနေမှာအကျွန်တော်တို့ content monetization program set up invite ရမှသာလျှင်ကျွန်တော်တို့က facebook ဘက်ကနေပြီးတော့ income ရမှာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီ content monetization program set up invite မရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ monetization လည်းလျှောက်လို့မရသေးဘူး facebook စီကနေပြီးတော့ကျွန်တော်တို့ income လည်းရမှာမဟုတ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော် starter point နဲ့သူတွေ subscription point နဲ့သူတွေ partnership point နဲ့သူတွေကဝင်ငွေဘယ်လိုရမလဲဆိုရင်တော့ဝင်ငွေမရနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ ကွန်တမ်မော်နိုက်ဇေးရှင်းပရိုဗက်ဆာအင်ဗိုက်ရအောင်ဒါလင်းကျွန်တော်တို့ကကြိုးစားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်